င်္ဂလာညချမ်းပါရှင်။နေပြည်တော်မွန်လေးဝသနဲ့ဆလာဗေဒညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်မေလ10ရက်နေ့ညခွဲ့နိုင်ချိန်ထုတ်ပြန်တဲ့မွန်လေးဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုင်းရန်ကုန်မြို့မှာ39ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုင်းနဲ့မန္တလေးမြို့မှာ40ဒီဂရီဆယ်စီယက်104ဒီဂရီဖာရန်ဟိုင်းတို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00ခွဲအချိန်မူလဝတ္တကျူတို့မှာဖန်ရရှိတဲ့ပွိုင်းရာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်အော်တို့မှာတိမ်သတ္တမဒိန်တို့ထန်နေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအင်းရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်းတိုင်းတနေ့သားကြီးတို့မှာမိုးဒင်တောင်များပြတော်လည်းရှိပြီးအဆိုပါမိုးဒင်တောင်များရွေလျားအနေနဲ့တခြားမှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုပြစ်ခြင်းလျက်စီလက်ခြင်းနဲ့မိုးတီကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်းမာရေးသားကြီးနဲ့ပြည်နယ်များမှာတင်းသစ်တမတိတ်နှုတ်ထနေတာကိုတွေ့ရပါတယ်။မြမပင်လေပြမလိုင်းတင်တင်ရှိပါမယ်လိုင်းမြမမြမကံရံတလျှောက်နေ ကမ်းလှပင်လယ်ပြင်တို့မှာငားပေမှရှစ်ပေကန်ရှိနိုင်ပါတယ်။နက်ဖြတ်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာနဲ့ပြောင်းရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်စိမ်ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျနဲ့စကန်နယ်ဒေသကြီးအထက်ပိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာွက်ကြောင်းမိုးထစ်ကြုံရွာပြီးမန္တလေးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာွက်၍မိုးကြီးနိုင်ပါတယ်နေပြည်တော်နယ်နေတဝိုင်းမင်းဖြန်အတွက်မိုးလွတ်သားချင်းနေခံမှန်းကြမှာတိမ်သစ်တဲ့ဖြစ်ထွန်းပြီးမိုးထစ်ကြုံရင်နေရာွက်ကြောင်းမိုးရွာပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယံ100ဒီဂရီဖာရင်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ29ဒီဂရီဆယ်စီယက်87ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုင်းမြေပြင်အတွက်မိုးလွယ်သားအခြေအနေခန့်မှန်းကြပါလိမ့်။တိမ်သစ်သစ်ဖြစ်ထွန်းပြီးမိုးထစ်ကြုံရင်နေရာကွက်ကြောင်းမိုးရွာပါမယ်။အမြင့်ဆုံမူချိန်မှာ39ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမြေပြင်အတွက်မိုးလွယ်သားအခြေအနေခန့်မှန်းကြပါမယ်။ မိုးအသင်တစ်ချုံရွာပြီးတခါတရံသေထနိုင်ပါတယ်။အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆယ်စီယံ102ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့အနောက်တောင်ဘက်တုံးလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါတယ်။မိုးကြီးမဲ့သတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွာချက်များအရ ကပလီပင်လေပင်နဲ့ပင်ကလာပင်လေရောတောင်ပိုင်းတို့မှာလေထုမငယ်မတတ်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောင်းမုတ်တုံလင်းဝင်းရလာနိုင်ခြင်းကြောင့်လကောင်းအပူပြန့်တက်တိမ်များဖြစ်ထွန်းမှုအကောင်းခြင်းကြောင့်လကောင်းဒီကနေ့ညနေမှာ18ရက်5လ2025ရက်နေ့အတွင်းနေပြည်တော်ရေကိုတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှနေရာနှံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသက်သန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ရပြက်ရေကြီးခြင်းနဲ့ညေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်ညေပြိုမှုအနေရဲ့ ညငယ်ချောင်းငယ်များအနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုချိုးတင်တတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးနဲ့လေချောင်းပြန်တမ်းရေးနေဖြင့်လဲချိုးတင်တတိပြုနိုင်ပါရန်တတိပေးနှိုးစော်အပ်ပါသည်အခုတင်ပြခဲ့တာကတော့ဒီကနေ့ညာ9နိုင်ချင်းထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်